အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုံပေါ်ကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်အခုမှအပြင်ကပြန်ရောက်လာတာကျွန်တော်လက်ရှိမှာ liverpool ရဲ့အပြောင်ရွှေ့သတင်းလေးနဲ့ပတ်သက်ပြီးလှုပ်ခတ်နေတဲ့အကြောင်းလေးကိုနည်းနည်းလေးတင်ဆက်ပေးခြင်းပါတယ် liverpool တင်းတဲ့ခုလက်ရှိမှာဒါကျွန်တော် cancel ပိုင်းရဲ့ဒါအပြောင်ရွှေ့မှာတော်တော်လေးကိုလှုပ်ခတ်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာအဓိကကတော့ကျွန်တော် left back နေရာအတွက် liverpool တင်းနေတဲ့အခုလက်ရှိမှာဒါကျွန်တော်တော်လေးကို ဒါလှုပ်ခတ်နေတဲ့အခြေအနေတစ်ခုကိုရောက်လာပြီလို့ပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့လည်းတချို့မှာဒါကျွန်တော်ဘယ်လိုမျိုးလှုပ်ခတ်လာလဲလီဗာပူးတင်းတဲ့ခုလက်ရှိမှာ left back နေရာတဲ့ Milo Krakas ကိုခေါ်ယူဖို့တော့အကုန်လုံးဒီဆက်နေပြီဆိုတော့တည်တဲ့အချိန်ဖြစ်လိမ့်မယ် Florian Riz ရဲ့အပြောင်းရွှေ့ကိုပြီးဆက်ပြီးဆုံးသွားတဲ့နောက်ပိုင်းမှာဒါကျွန်တော်လီဗာပူးတင်းနဲ့ Milo Krakas ရဲ့အပြောင်းရွှေ့ကိုလည်းဒါအပြောင်းရွှေ့ဖွင့်လာတဲ့တပြိုင်တည်းဒါအပီးသက်သွားဖို့အတွက်လီဗာပူးတင်းနဲ့မျှော်လင့်နေတယ်ဒါပေမဲ့ဒီညမှာကျွန်တော်တို့ထင်ထားခဲ့တာပေါ့နော် Milo Krakas ရဲ့အပြောင်းရွှေ့ဖြစ်လာပြီဆိုရင်တော့တေချာတကွာ Simicast ကနေပြီးတော့အသင်းကထွက်မယ် Robertson နေနဲ့ကျွန်တော်လက်ရှိကြံခဲ့တဲ့တစ်နှစ်ကိုသူ့အနေနဲ့ AAC ဒါတို့ backup နဲ့သူနေဖို့အတွက်ဝမ်းသာတယ်သူတက်ရရပြပြန်ပြဿနာကြီးမှာသူက provision သက်30နှစ်ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်စာရုပ်တက်တဲ့နောက်ဆုံးနေ့တွေရောက်နေပြီဖြစ်တဲ့ကြောင့်သူအနေနဲ့ဒါအဲ့ပေါ့သူကိုယ်တိုင်လည်းလက်ရှိမှာဒါကျွန်တော်တို့ second rule အနေနဲ့သူကိုယ်တိုင်လည်း happy ဖြစ်တယ်ပေါ့ဒါပေမဲ့မထက်မပင်တဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Andy Robertson ကိုတော့ဒါစိတ်ဝင်စားတဲ့ club ကပေါ်လာခဲ့ဖြစ်တယ်စိတ်ဝင်စားတဲ့ club ကတော်တော် club movement တကယ်ကိုတော်တော်လေးကိုကြီးမားတဲ့ club တွေတကတခုဖြစ်တဲ့ကြောင့်မလက်ရှိမှာ Robertson အနေနဲ့အခုလက်ရှိမှာ a big guy ပြီးတော့ထွက်ဖို့အတွက် စဉ်းစားနေပြီဆိုတဲ့သတင်းတွေကိုထပ်ပြီးတော့တွာလာခဲ့ပြီလို့ပြောလို့ရအဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ပြောရမယ်နောက်ဆုံး update သတင်းတွေရဆိုရင်တော့ဒါ Liverpool တင်းနဲ့သူတို့ရဲ့ left back ကစားသမား Andy Robertson ကိုအခုလက်ရှိမှာကာလာဒူစာချုပ်အစ်စ်ချုပ်ဆိုမှုအတွက်ပြင်ဆင်နေတာမှန်ပေမဲ့အကယ်၍ဒါဒီစာချုပ်လက်ကျန်တစ်နှစ်ကိုဒါ Atletico Madrid အနေနဲ့ ပတ်စံပေးပြီးတော့ Robertson ကိုဝယ်မယ်ဆိုရင်တော့ Liverpool တင်းကတော့ Titan နဲ့ဈေးရရောင်းချပတ်မှာဖြစ်တယ်။အဲဒီနေ့မှာ Liverpool တင်းနဲ့ခုလက်ရှိဒီလိုမျိုးဆုံးဖြတ်ချက်ချလိုက်တဲ့အကြောင်းရင်းကတော့ Milo Caracas Liverpool တင်းကိုရောက်ရှိတော့မှာမဟုတ်လို့ပါ။လက်ရှိဒါ Fabrizio Romano က David Austin ကိုတရားဝင် confirm လုပ်ပုံရဆိုတော့ Milo Caracas ကမကြခင်မှာဒါ Liverpool တင်းရဲ့တတိယမြောက်ခေါ်ယူမှုဖြစ်လာဖို့အတွက်တေချာလောက်နေနေဖြစ်လာခဲ့ပြီ။အဲ Milo Caracas ရဲ့အပြောင်းရွှေ့ကိုဒါကျွန်တော်တို့ Liverpool တင်းဒါအပြီးတက်နေပြီလို့ဆိုလို့ရရဲဆိုတော့ပုံစံဖြစ်သွားတာပေါ့နော်။အဲ Milo Caracas ရဲ့အပြောင်းရွှေ့မှာ Liverpool တင်းနဲ့ဒါကျွန်တော်နည်းနည်းလေးပြန်ပြီးနှွေးရမယ်ဆိုရင်တော့တစ်ဖက် ကဘူမဘက45တန်းလူချင်းခဲ့ပေမဲ့ကောလာဟာလာတွေက40လောက်နဲ့ပြီးသွားတယ်လို့သတင်းတွေထွက်လာခဲ့တယ်။ပေါင်တန်း40ပေါ့နော်။အပေါင်တန်း40လောက်က35 +5 ဆိုတဲ့သတင်းတွေထွက်နေခဲ့ပေမဲ့ဒါတော့ဒီမပြုတ်နိုင်သေးဘူးပေါ့နော်။အဲ့တော့မီလိုကရာကက်စ်နီကူလက်ရှင်မှာလီဗာပူးကစားသမားတွေဖြစ်တော့မှာဖြစ်တော့ကြောင့်မို့လားပထမထင်ထားခဲ့တဲ့ထင်ကြီးပေးခံထားတဲ့ဇာတ်ကတော့ဆီမီကက်စ်အသင်းကနေပြီးတော့ထွက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့လက်ရှိအနေထားအရဆိုတော့ဆီမီကက်စ်ကိုအသင်းကဆက်ထိန်းထားခဲ့ပြီးတော့အန်ဒီရောဘတ်စင်သာထွက်သွားခဲ့မယ်ဆိုရင်တော့ဒါအသင်းအနေနဲ့မီလိုကရာကက်စ်နဲ့ဆီမီကက်စ်ပုံစံမျိုးဖြစ်သွားမလားမြင်မိရတယ်မို့အဲ့တော့ဒ ီနေရာမှာဒါဆီမီကက်စ်အနေနဲ့စဉ်းစားရမှာပေါ့နော်ဆီမီကက်စ်အနေနဲ့လက်ရှိမှာရောဘင်ဆန်သားမရှိခဲ့ဘူးဆိုတော့သူ့နဲ့ဒါလစ်ဗာပူးအသင်းရဲ့ဒါကျွန်တော် backup brew left back နေရာတော့ပြန်လည်ပြီးတော့နေနိုင်မလားလက်ရှိမှာဆီမီကက်စ်ကိုတော့ဖန်ပီယာဘလောက်ကဆီရီကတိုရီနိုတို့လိုဒါကျွန်တော် Atlanta တို့လိုအသင်းမျိုးကစိတ်ဝင်စားနေတယ်ဒါပြင်ကျွန်တော် La Liga ကဒါကျွန်တော်အသင်းတချို့စိတ်ဝင်စားနေရဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် Valeria တို့လက်ရှိမှာဒါကျွန်တော်တို့ လပ်ပဲเนี่ยကျွန်တော်ပြောပြီးတော့ real battle story လို့မျိုးအသင်းဒီကနေပြီးတော့ဒါ simicas ကိုဒါကျွန်တော်တို့ euro 10သန်းအောက်လောက်နဲ့ရနိုင်တဲ့အတွက်ကြောင့်မတို့နေနေတာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဗောနော်ဒါပေမဲ့အခုလက်ရှိမှာအားအရာလုံးဝပြောင်းလဲသွားတယ်ဗောနော်ဘာလို့ဆိုတော့ any robinson ကိုဒါ la liga ရဲ့ club ကြီးတခုဖြစ်တယ်ဒါကျွန်တော်တို့ဟို atletico madrid ကနေပြီးတော့တရားဝင်ခေါ်ယူတော့မယ့်အနေထားတစ်ခုကိုရောက်ရှိသွားခဲ့ပြီဖြစ်တယ်အဲ့တော့ လက်ရှိမှာ Andy Robertson နဲ့ဒီနေရာမှာဆုံးဖြတ်မယ်ဒီတော့တခုရောက်သွားပြီလို့မြင်တယ် Andy Robertson နဲ့အခုလက်ရှိသူ့အသက်က31ဖြစ်ပြီဒါတီဂျာတခုကဒါ Atletico Madrid ကိုသွားမယ်ဆိုရင်သူ့နယ်ခုလက်ရှိအနေထားရဘာဒီဘလူဖြစ်မယ်မသိကြဘူးဘာလို့ Atletico Madrid နေနောက်ဆုံးဖတ်ရတဲ့သတင်းတွေရဆိုတော့ Theo Hernandez ကို Atletico Madrid ကမခေါ်ယူနိုင်တော့ဘူးလို့သိရတယ်တော့ပါတယ်လက်ရှိမှာဒါ budget ချင်းလေးကြောင့်မို့ဝင်ကြီးအချင်းလေးကြောင့်မို့လက်ရှိမှာ Theo Hernandez ကိုမခေါ်နိုင်တော့ Andy Robertson က left back နေရာအတွက်ဦးစားပေးကစားသမားဖြစ်လာနိုင်တယ်အဲ့တော့ သူ့အနေနဲ့လာလီဂါလုံးဝကိုပြောင်းလဲမယ့်နေရာတစ်ခုအဲ့တော့ရီရတာတစ်ခုပါပေါ့နော်ဒါကျွန်တော်တို့အရီရဆုံးညီကတော့ကြီးညီအောင်နှကောင်ဒါကျွန်တော်တို့နေရာကွဲသွားလူပဲဒါအန်ဒီရောဘစ်စင်ကဒါအက်သလက်တစ်ကိုမက်ထရစ်ကိုသွားမယ်ဒါရိုက်ဘက်နေရာကလက်စနာအနုကဒါကျွန်တော်တို့ VM မက်ထရစ်မှာတွေ့မယ်ဆိုတော်တော်လေးကိုရီရမယ့်စနေရီယိုတစ်ခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ကျွန်တော်စပိန်သားတွေကတော့ကျွန်တော်စကောက်ဆာကြီးနဲ့တူတာအမြင့်တန်းအစင်ပြေတဲ့ဒဲမှာပါပါတယ်အဲဒီရောပစင်ကစကောက်စာရမှုပေါ့နော်ဒါစကော့လန်သားမြေဒါလက်ရှိမှာ basically ပါအဲ့တော့ ပြောချင်တာရှင်းရှင်းလေးအဲ့တော့ဒါတခါကြရင်ပြလောကကြီးကစမ်းကြည့်တဲ့အရာတစ်ခုပေါ့နော်တော်တော်လေးကိုစဉ်းစားတွေးတောမယ်အရာတစ်ခုပြောမယ်ဆိုတော့မထင်တော့ဘူးပြကျွန်တော်ဒီသတင်းတက်လာချိန်မှာကျွန်တော်ဖန်နာဘဒုပေါ့နော်ဒါလီဗာပူးရဲ့ left back သာသမားကိုတက်လာကျွန်တော်ရုတ်တရက်ကျွန်တော်အမှန်တကယ်ဒီနေ့မှာကျွန်တော်ဘယ်လရီနာပါကြည့်နေတာဘယ်လရီနာကြည့်မယ်ကြည့်မယ်နဲ့မကြည့်ဖြစ်သေးလို့ကျွန်တော်ဘယ်လရီနာပါကြည့်နေရုပ်ရှင်ရုံထဲမှာဒီ notification တက်လာတော့ဟာဘလို့များလဲပေါ့နော်ဒါကျွန်တော်တို့ရုတ်တရက်ကြည့်တော့ကျွန်တော်ဒါဟိုထုတ်ရနိုင် ဖတ်လိုက်နဲ့ဖတ်လိုက်တာပေါ့နော်လီဗာပူးလက်ဘက်ကစားသမားတို့အက်လက်တီကိုမက်ထရစ်ကခေါ်ယူဖို့အတွက်စိတ်ဝင်စေအောင်ဆီမီကတ်ကိုများခေါ်တော့မလာဆိုပြီးဒါဆိုဒါပေမဲ့အဲ့ဒီ notification ကိုဖိကြည့်လိုက်အချိန်မှာ30နှစ်ရွယ်ကိုစိတ်ဝင်စားဆီမီကတ်ကအဲ့လောက်ဒီမကြီးသေးပါဘူးပေါ့နော်အန်ယူဝေးဆင်ယူဒါဆိုအက်လက်တီကိုမက်ထရစ်ကစိတ်ဝင်အဲ့တော့တကယ်သာအန်ဒီဝေးဆင်တာအက်လက်တီကိုမက်ထရစ်ကိုပြောင်းသွားခဲ့မယ်အန်ဒီရောဘတ်ဆင်တော့တော်တော်လေးကိုကောင်းသွားနိုင်တယ်ဒီထားမှာရှိပါကြောင့်ဆိုတော့သူ့အနေနဲ့တီချာလေဘာမှမဟုတ်သူ level နေရာမှာဒါကျွန်တော်တို့ဘီလိုကရာကတ်ကိုကြော်ပြီးသူနေရာရောက်မှဖြစ်နိုင်တော့လက်ရှိမှာလဲဒါပြောမှဆိုရင်အခုချိန်မှာဒါအန်ဒီရောဘတ်ဆင်ထွက်သွားခဲ့မယ်ဆိုရင်တကယ်ကိုဒါ ျွန်တော် high note မှာထွက်သွားနိုင်တယ်လို့ပြောလို့ရတယ်မဟုတ်ဘူးအဲ့ဒီဘောပဲစနစ်ဒါအသင်းနဲ့ရှိသမျှဒါစူဖလာတွေအကုန်လုံးကိုဒါရယူပြီးအပေါင်းလက္ခဏာဆောင်တဲ့အပေါင်းလက္ခဏာအဆောင်ဆုံး movement တစ်ခုအနေနဲ့ထွက်သွားနိုင်တဲ့ movement တစ်ခုဖြစ်တဲ့ကြောင့်မို့လား Andy Robertson ရဲ့ high note exit ပေါ့နော်ဒါကျွန်တော်တို့အမြင့်ဆုံးလမ်းကထွက်သွားတဲ့အခုဒီနဲ့မြင်ရမယ်တော့အဲ့တော့ဒါ Andy Robertson ကတော့ဒါကျွန်တော် Liverpool ပြည်သက်တွေကဒါအာနူလောက်တော့ဘယ်သူမှစိတ်ဆိုးမယ်တော့မထင်ဘူးဒါအသင်းတွေကဒါကျွန်တော်ဒီနောက်ဆုံးအသက်အရွယ်အထိပေါ့နော်ဒါပေးဆက်သွားပြီးဖြစ်တဲ့ကြောင့်အကုန်လုံးကလည်းအကယ်၍ဒါဒါကျွန်တော်တို့ အက်တလတီကိုမက်ထရစ်ကိုပြောင်းခဲ့မယ်ဆိုရင်အကုန်လုံးကဒါလက်ခံသွားမယ်နေထားမှာရှိဒါပေမဲ့ခုနကပြောသူပဲလက်ရှိမှာစာရုပ်တန်တစ်နှစ်ကျန်နေသေးတဲ့တော်မလို့အက်တလတီကိုမက်ထရစ်ကအန်ဒီရောဘစ်စင်ကိုခေါ်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ပြောင်းရွှေ့ဈေးတစ်ခုတော့ပေးရမယ်လို့သိရတယ်ပေါ့အဲ့တော့လက်ရှိဒါနောက်ဆုံးဖတ်ရတဲ့သတင်းတစ်ခုရဆိုရင်တော့ဒါကျွန်တော်တို့ရောဘစ်စင်ကိုတိုင်ကအခုလက်ရှိအခုလက်ရှိလေးတင်တက်လာတာဗျာရောဘစ်စင်ကိုတိုင်ကဒါကျွန်တော်အက်တလတီကိုမက်ထရစ်ကို join ဖို့အတွက်ပုံကိုရရရသဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုလည်းရေးသားလာခဲ့တာကိုကျွန်တော်ပြောနေတဲ့အချိန်မိနစ်ပိုင်းအတွင်းမှာပဲဒါကျွန်တော်တို့တွေ့နေရတဲ့မှာပ 爸爸，然后。 ဘလို့ပဲပြောပြောပါလက်ရှိဒါကျွန်တော်နောက်ဆုံး update ဒီအရာဆိုရင်တော့ဒါကစားသမားကလည်းဒါကျွန်တော်တို့ပုံကိုရရစပိန်သင်းနဲ့သဘောတူညီမှုရထားပြီးပြီအဲ့တော့အသင်းနဲ့သင်းကြားပဲဆွေးနွေးဖို့ကြံပြီးလို့ပြောအဲ့တော့ Robertson လက်ရှိ market value ရ Liverpool လည်းအများကြီးတောင်းမှမထင်ဘူးကျွန်တော်ထင်တယ်ဒါ Liverpool ကဒါကျွန်တော်15နဲ့20လောက်တောင်းလောင်မယ်လို့မြင်နေမဲ့ဂျားထဲမှာကျွန်တော်ထင်တယ်15လောက်နဲ့ဒီအပြောင်းရွှေ့ကပြီးသွားနိုင်တဲ့အပြောင်းရွှေ့လို့မြင်နေ Liverpool ကလည်းဒီနေရာမှာသူတို့ဆုံးဖြတ်ရမှာပေါ့နော် Semi Cas ကိုဆက်ထိန်းမှာလား Robertson ကိုမလွတ်ပါကျွန်တော်တို့ချင်းပါတယ်ကျွန်တော်မြင်တာပေါ့နော် Liverpool တင်းနဲ့ဒါ Robertson ကို legend တယောက်လည်းဖြစ်ပြီးသူကသူ့ကို legend treatment တစ်ခုပေးသွားမယ်လို့မြင်တယ်။အဲ့တော့ Liverpool ပြည်သက်တွေကလည်းဒီပြောင်းရွှေ့ကသာ Kay Robertson သာပတ်စံဆက်ပြီးရှာသွားခဲ့မှာဆိုတော့အကုန်လုံးကချစ်ကြမှာဟုတ်တယ်မလား။ဘာကြောင့်လဲစဉ်းစားကြည့်လေ။အသစ်လာမယ့်ကစားသမားပေါ့ဗျာ။လက်ရှိလာမယ့်ကစားသမားကပေါင်သန်း၄၀ယူရို50လောက်ပေးရချင်မှာ။ဒါ Robertson ကကစားသမားရဲ့အပြောင်းရွှေ့အတွက်စေသန်း15သန်းသာထပ်ပြီးရှာသွားခဲ့မှာဆိုရင် Liverpool ပြည်သက်တွေဒီ drama ကိုဘယ်လောက်ထိချစ်သွားမလဲ။အဲ့တော့ တခါကျရင်ဘောနော်လာကျွန်တော်လောကရဲ့ထူးဆန်းတယ်ဘောနော်အာနုထွက်တဲ့အချိန်မှာလေဘောပိတ်သက်တင်နေတာအသင်းကိုပတ်စံမရှာပြီးလို့ဒေါသထွက်တဲ့အချိန်မှာတစ်ဖက်ကအန်ဒီရောဘင်ဆင်နဲ့စာရုပ်သက်တမ်းတစ်နှစ်ပဲကျန်တဲ့အချိန်မှာဒါအသင်းအတွက် okay 10သန်း15သန်းရေးရငါရှာပြီးသွားမယ်ဆိုတဲ့ပုံစံမျိုးလေးလောက်သွားနိုင်တယ်တို့ကြောင့်မလို့ဒါနှစ်ယောက်လုံးကတော့ပြောမလို့ပြဿနာကြီးအာနုလည်းဒါ10သန်းလောက်ရလိုက်ခဲ့ပါလေဒါကျွန်တော်ဒါပေမဲ့အာနုကတကယ်နဲ့အဲ့ထက်အများကြီးဘူးတယ်ဒါပေမဲ့ အန်ဒီရောဘစ်စင်ကနောက်နှစ်မှာလည်းအလကားထွက်လို့ရနေတာပဲဘာလို့မို့ဒီနှစ်မှာ drop ပြီးတော့အသင်းတပတ်ဆန်ရှာပြီးသွားမှလည်းဆွဲစကတ်လုံးနဲ့အတူဒါပြည်သက်တွေကြားထဲမှာစိတ်ဝင်စားစရာ movement တွေဖြစ်သွားအဲ့တော့ Milo Krakes အပြောင်းရွှေ့တယ်ကျွန်တော်မေးတာကျွန်တော်တိတိကျကျအကုန်လုံးပြီးပြီးပြီးတော့ပြီးလူနီနီဖြစ်နေပြီလို့သိရတယ်မှာဗာလေ Liverpool တင်းဒါ official ဒါဒုတိယမြောက်ကြိမ်ကန့်သတ်မှုအနေနဲ့တရားဝင် submit လုပ်ဖို့ပဲကြံ့တယ်လို့သိရတယ်မှာပါပဲအကယ်၍ submit လုပ်ခဲ့ပြီးပြီဆိုရင်တော့ Liverpool တင်းနဲ့ဒီအပြောင်းရွှေ့ကိုပြီးပြီလို့သတ်မှတ်လို့ရတဲ့အနေထားတစ်ခုကိုရောက်သွားပြီလို့ပြောလို့ရတယ်ဒါမကြခင်မှာကျွန်တော်တင်တာပေါ့နော် Milo Krakes ရဲ့အပြောင်းရွှေ့က he 2위ကိုးသွားလောက်မယ်လို့ကျွန်တော်နည်းမြင်တယ်ဒါကျွန်တော်ထင်တာပေါ့နော်ဒီတစ်ပတ်လာမယ့်ပတ်တင်းလာနေဒါမှမဟုတ်ဒါကျွန်တော်လာမယ့်ပတ်အင်္ဂါနေ့လောက်မှာဒါကျွန်တော် Hero We Go ကိုဒါတွေ့အောင်တော့မနှက်ဖြန်ညလောက်မှာမအောင်တွေ့အောင်တွေ့တွေ့နိုင်ခဲ့တယ်ဘာလို့လဲဆိုတော့ Liverpool တင်းကဒါကျွန်တော်အပြောင်းရွှေ့မှာစနေနေ့ကိုလည်းလုတ်လုတ်တယ်ပေါ့နော်အဲ့တော့ Eddie Robinson ကိုလည်း here we go သွားနိုင်ရတဲ့ဌာတစ်ခုကိုရောက်သွားပြီလို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့ဒါအခုလက်ရှိမှာ club မျိုးသင်းကြတော့တရားဝင်မဆွေးနွေးရသေးဘူးဆိုပေမဲ့ကစားသမားကတော့ခေါင်းငိမ့်လိုက်ပြီးဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့ ဒါအေးပေါ့ခြေတမလန်းကဒါကျွန်တော်တို့ကော့အထဲရောက်သွားပြီလို့ပြောလို့ရတယ်တမပါပါတယ်ဘယ်လိုပဲပြောဒါအန်ဒီရောဘတ်စင်ကတော့ဒါကျွန်တော်လီဗာပူးအတွက်အကုန်လုံးပေးဆက်သွားခဲ့တာတိတ်ပြီးတော့ထူဆန်းနေဆိုတာမရှိပါဘူးဒါပါဘောလုံးပတ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 points ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါင်းကိုညွှန်ပြရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3 points ဆိုတဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးတော့မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3 3 point ဆိုတော့ ਨੇ TV for you link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆိုကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရရမြန်မြန်လေးနဲ့ clip ဖို့မမေ့ကြပါနဲ့အောင်မြန်မြန် clip မမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးကြိုတူပါရင်ကျွန်တော်တို့နောက်မှ AC တွေ့ကြရပါပေါ့ဒေးပါဗျာ